ကျောင်းအမေရိကန်ကမ်းလွန်ပင်လယ်ပြင်တွေမှာဝိုးရီစေဝါရောင်းဝယ်သူတွေလို့ဆွဆွဲပြီးအမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့်လူဒါဇင်နဲ့ချီတေဆုံးခဲ့ပြီဖြစ်ပါတယ် attacks and their mounting human cost are unacceptable ဒီလိုတိုက်ခိုက်မှုတွေနဲ့လူအသက်ဆုံးရှုံးမှုတွေတိုးမြင့်လာတာဟာလက်ခံနိုင်စရာမရှိပါဘူးလူခွင့်ရေးဖွဲ့တွေကတော့ဒါတွေဟာလူသတ်မှုတွေလို့ပြောပါတယ်ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Ravina Shantarsani က American ပြည်တော်စုကဒီလိုတိုက်ခိုက်မှုတွေကိုရပ်တန့်ရပါမယ်ဒီလေးတွေပေါ်မှာရှိတဲ့လူတွေပေါ် ဘယ်လိုပြစ်မှုပဲဆွဆွဲဆွဆွဲဥပဒေပြင်ပတတ်ဖြတ်မှုတွေမဖြစ်အောင်လိုအပ်တဲ့နည်းလမ်းအားလုံးကိုသုံးရပါမယ်လို့ရာဗီနာကဆိုပါတယ်။ဒါပေမဲ့ဒီတိုက်ခိုက်မှုတွေကတရားဝင်မှသလားအမေရိကန်ရာရှိတွေကတော့စစ်တပ်ဟာဗနီဇွဲလားကိုလံဘီယားနဲ့အီကွေဒေါနိုင်ငံသားတွေ58ဦးလောက်သေဆုံးခဲ့တဲ့တိုက်ခိုက်မှု73ကြိမ်တမ်းနဲ့လုဆောင်ခဲ့တယ်လို့ဆိုပါတယ်။သေဆုံးခဲ့သူတွေရဲ့မိသားစုဝင်တွေကတော့သူတို့မိုးရစေဝါကုန်ကူးမှုနဲ့ပတ်သက်မှုမရှိဘူးလို့ညှင်းဆိုခဲ့ကြပါတယ်။ Why if you see a boat have narcotics on it? ။တင်မော့ပေါ်မှာမူရစ်စီဝါတွေတွေ့တယ်ဆိုရင်ဘယ်လိုတွေ့တာလဲ။မူရစ်စီဝါတွေကဘာမှလဲ။ကျမတို့တက်စီထောက်ထားရခြင်းနဲ့ထောက်ထားလို့ခြင်းနဲ့ဘာမှမရှိပါဘူးလို့တေဆုံးသူမိသားစုဝင်တူကပြောပါတယ်။ကျွမ်းကျင်သူချို့ကတော့ဒီတက်ကမ်းမှုတွေဟာနိုင်ငံတကာဥပဒေမှာရောအမေရိကန်ဥပဒေမှာရောလူသတ်မှုနဲ့လှုပ်ချက်တက်ဖြတ်မှုမြောက်တယ်လို့ပြောပါတယ်။နိုင်ငံတကာဥပဒေကတော့အင်အားသုံးခြင်းနဲ့ကိုယ့်ကိုယ်ကိုကာကွယ်ခွင့်ကိုခွင့်ပြုထားပြီးထရန်ဆိုးရဘွဲကလွှတ်တော်ကိုပြောကြတာကတော့ဒီမိုးရိပ်ကိုင်းတွေရဲ့လှုပ်ဆောင်မှုတွေဟာ American ပြည်တော်စုပေါ်လက်နက်ကိုင်တက်ခတ်မှုဖြစ်တယ်လို့ပြောခဲ့တာပါ This is a national security problem ဒါကမျိုးသားလုံခြုံရေးပြဿနာပါဒီမိုးရဲစေဝါတွေဝင်ရောက်လာတာပြီးခဲ့တဲ့နှစ်က American နိုင်ငံသား3သိန်းကိုတက်ခတ်ပြီးပြီဒါကဥပဒေအရအခွင့်အာဏာပေးထားတာပါလို့သမ္မတ Trump ကပြောပါတယ်ဒါပေမဲ့ကြွမ်းကျင်သူတွေကတော့ဒီကာတန်မိုးရဲခိုင်းတွေကိုအကြမ်းဖက်အဖွဲ့အစည်းတွေဖြင့်ကျင်းညာတာနဲ့စစ်ရေးအရအရေးယူဆောင်ရွက်ချက်တွေတရားမျှတမှုရှိမရှိနဲ့ပတ်သက်မှုမရှိဘူးလို့ပြောပါတယ်။ American Party မျှစလုံးကလွှတ်တော်မှတ်တွေကတော့ ီတိုက်ခိုက်မှုတွေကိုဝေဖန်ခဲ့ကြပြီးဥပဒေပြုအမှတ်တွေကသမရရဲ့စစ်အင်အားသုံးဆွဲမှုပေါ်ကန့်သတ်မှုတွေချမှတ်နိုင်ပါတယ်။ဒါပေမဲ့ကွန်ကရစ်ကိုထိန်းချုပ်ထားတဲ့ Republican အမှတ်တွေကသမရထွန်းနဲ့ဆန့်ကျင်ဘက်လုံးကြမှာမဟုတ်ပါဘူး။သူက Republican မဲဆန္ဒရှင်တွေပေါ်ကြီးမားတဲ့ဩဇာလွှမ်းမိုးမှုရှိပြီးသူတို့ရဲ့89ရာခိုင်နှုန်းကသမရထွန်းရဲ့ဆောင်ရွက်ချက်တွေကိုထောက်ခံကြပါတယ်။ဒီတိုက်ခိုက်မှုတွေကို깟တွယ်ဖို့တရားရုံးစင်ခေါ်မှုတွေကလည်းအခက်အခဲတွေရှိနိုင်ပါတယ်။ American တရားရုံးတွေဟာ နိုင်ငံခြားရေးနဲ့လုံခြုံရေးနဲ့ပတ်သက်လာရင်သမရရဲ့ဆုံးဖြတ်ချက်ကိုမကြာခဏဆိုသလိုလိုက်နာရလိမ့်ရှိလို့ဖြစ်ပါတယ်ခင်ဗျာ။ အကြီးဆုံးကုန်တင်ရွက်သိမ်းဘော့ကြီးဟာချက်သပရိနေကပထမဆုံးခီးစဉ်ဖြစ်အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်တန်းတဲ့ခီးစဉ်ပြီးဆုံးသွားခဲ့ပါတယ်။အရှိပေး450နီးပါးရှိတဲ့ New Liner Origin ရွက်သိမ်းဘော့ကြီးကို American ပြည်တော်စု Baltimore စေကမ်းမှာကျူးစွာခဲ့ကြပါတယ်။ရွက်သိမ်းဘော့ကြီးက Renault ကားတွေစက်ပစ္စည်းတွေပြင်သစ်အရက်တွေနဲ့တခြားကုန်ပစ္စည်းတွေ တင်ဆောင်လာခဲ့တာပါ။သင်မော့ဟာကနေဒါနိုင်ငံအနီးကပြင်သစ်ပိုင် Saint Pierre နဲ့ Miquelon ကျွန်းမှာစိုက်ခဲ့တဲ့အချိန်မှာ ဘုံတိုင်းကြောင့်နောက်ရွက်တိုင်းပျက်စီးသွားလို့သင်္ဘောအင်ဂျင်ကိုဒစိတပိုင်းအုံပြူပြီးသမုတ်တရားကိုဖြတ်သန်းခဲ့ရပါတယ်။ဒီရွက်သင်္ဘောကြီးဟာတာမန်ဒီဇယ်အင်ဂျင်ကွန်တင်သင်္ဘောတွေနဲ့နှိုင်းယှဉ်ရမှာဖန်လုံးအိမ်ဓာတ်ငွေထုတ်လုပ်မှုကို80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိရှော့ချဖို့ရည်ရွယ်တာပါ။ဒီသင်္ဘောကိုတိဆောက်ခဲ့တဲ့ ပြင်သစ်သင်္ဘောကုမ္ပဏီ New Line Company မှုဆောင်ရာရှိချုပ် Jens Nottini ကတော့ တင်မောရဲ့စွမ်းဆောင်ရည်ကိုအသေးချာသိရှိနိုင်ဖို့6လလောက်အချိန်ယူရလိမ့်မယ်လို့ပြောပါတယ်။ amount of course but it is predictable လေစွမ်းရည်ကိုအသုံးပြုတဲ့စနစ်ကတော့အရန်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။နေရာတိုင်းမှာရနေတဲ့အခမဲ့စွမ်းရည်ဖြစ်လို့ပါ။အများနဲ့ရတာတော့မဟုတ်ပေမဲ့ကြိုတင်ခမန်းနိုင်ပြီးတခြားဘယ်နေရာကိုမှထိခိုက်မှုမရှိပါဘူး။အဥပမာကာဗွန်ကင်းစင်တဲ့လောင်စာတွေအတွက်ဆိုရင်ကုန်းပေါ်မှာကြီးမားတဲ့အခြေခံအဆောက်အအုံတွေကိုမိကုန်နေစရာလည်းမလိုဘူး။ ပို့ပြီးတော့မိခိုကင်းတာပေါ့ဒါကြောင့်ဒီသင်းမောမျိုးဟာအသေးစားကနေလက်စားသင်းမောတွေအတွက်အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒီပထမဆုံးရှေ့ပြေးသင်းမောဖြစ်နေဒီစနစ်ကိုပြသဖို့လဲကျွန်တော်တို့ရည်ရွယ်ထားပါတယ် Neon Liner Origin ဟာကုန်တန်ချိန်9300အထိတင်ဆောင်နိုင်ပြီးအမြန်နှုန်းကတော့17တောက်ရှိပါတယ်ဥရောပနဲ့မြောက်အမေရိကကြားလစဉ်ပြည့်စွက်ဖို့ရည်ရွယ်ထားပါတယ်ပြင်သစ်ရေကြောင်းအင်ဂျင်နီယာကုမ္ပဏီ Morris ကုမ္ပဏီကတော့ဒီသင်းမောဒီဇိုင်းပိုင်းကိုတာဝန်ယူခဲ့တာပါအမှုဆောင်ရရှိချုပ် Vincent Sequin ကစီးပွားရေးအရာတွက်ချေကြိုက်ဖို့နဲ့ တဘာဝပဝင်ကျင်ဆိုင်ရာတီထွင်စမ်းသိမှုတွေကြားမျှတအောင်လှုပ်ဆောင်ရတာကစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်လို့ပြောပါတယ်။ New Line Origin လို့ဒီဇိုင်းအစ်စ်ထုတ်ထားတဲ့လေစွမ်းရည်သုံးမောင်းနေမှုစနစ်တွေဟာကာဗွန်ထုတ်လွှတ်မှုကိုပိုးပြီးတော့ထိထိရောက်ရောက်လျှော့ချနိုင်ပေမဲ့ရှိပြီးသားသင်္ဘောတွေမှာရွက်တွေထက်တက်စင်တာလိုမျိုးစနစ်တွေရှိနေတယ်လို့ဗြိတိန်နိုင်ငံကတန်ရှင်းစွမ်းအင်ရေချောင်းသုတေသနဌာန Clean Maritime Research Hub ကပြောပါတယ်။ဒီလိုပြန်ပြီးမုံမလိုက်တဲ့သင်္ဘောတွေဟာ လုပ်ငန်းလေပတ်ပုံစံပြောင်းလဲစရာမလိုပဲမှန်လုံးဒဏ်ငွေထုတ်လုပ်မှုကို9ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းအထိလျှော့ချနိုင်ပါတယ်။လေချင်နေနဲ့ကန်ကြီးအောင်လှုပ်ဆောင်မယ်ဆိုရင်တော့30ရာခိုင်နှုန်းအထိလျှော့ချနိုင်တယ်လို့ဆိုပါတယ်။ဒါဟာပြောင်းလဲလာတဲ့ခက်စနစ်နဲ့လမ်းရောညီထွေဖြစ်အောင်လှုပ်ဆောင်ဖို့ဆိုတာနောက်ကျတယ်လည်းမရှိပါဘူး။ကုန်ကြစည်အရန်များလုံးနဲ့ဆိုတာလည်းမရှိပါဘူးလို့ပြောဆိုပါတယ်ခင်ဗျာ။ ောက်မြို့ကအစားအစာဖြန့်ဝေရေးဌာနတစ်ခုမှာတန်းစီဆောင်းဆိုင်သူတွေများလွန်းတဲ့အတွက်ဝန်ထမ်းတွေကတော့အစားအစာမလုံမလောက်ဖြစ်လာတော့မှကိုစိုးရိမ်နေကြပါတယ်။တလနေပါကြာမြင့်လာတဲ့ American ဆိုးရပိတ်သိမ်းမှုနဲ့မကြခင်ရဆိုင်တော့မဲ့ဆိုးရစားနပ်ရိက္ခာထောက်ပံ့ရေးစီစဉ်ကြောင်းလူသားပေါင်းများစွာကိုငတ်မွက်ခေါင်းပါမဲ့အနေနဲ့ရင်ဆိုင်နေရပါတယ်။ American ပြည်သူ52တန်းဟာအစိုးရရဲ့စားနပ်ရိက္ခာဝယ်ယူရေးဖြည့်စွက်အာဟာရကူညီရေးစီစဉ်စနပ်ကိုအားထားနေကြရတာဖြစ်ပြီး အခုဆိုရင်အစားအစာဖြန့်ဝေဌာနတွေဟာလည်းဝင်ပြီးနေပြီဖြစ်ပါတယ်တချို့ရွယ်ဦးတွေအများပြားရှိသလိုမတန်ဆွမ်းသူတွေလည်းအများပြားရှိပါတယ်သူတို့တွေကစနက်ကလည်းအဆင်မပြေတော့ကျမတို့ကိုပဲအားကိုးနေကြတာပါအခုလိုလုံးဝဖြတ်တောက်လိုက်တော့မယ်ဆိုရင်တော့သူတို့တွေကဖြစ်နိုင်တဲ့မြောက်ကျွန်တော်တို့ကိုပဲတရားရခိုင်လုံးအားကိုးကြတော့မှာပါလို့အစားအစာဖြန့်ဝေဌာနဝန်ထမ်းတူကပြောပါတယ် trend ဆိုရဖွဲ့ကတော့အဲ့ဒီ season အတွက်ရမုံငွေတွေဟာလွေမာလာတရက်နေ့မှာကုံဆုံးတော့မှာဖြစ်ကြောင်းသတိပေးထားပြီး ဒါဗစ်ကတ်နက်စင်နဲ့ EBT ကတ်တွေကိုလည်းပြန်ပြီးဖြည့်ပေးမှာမဟုတ်တော့ဘူးလို့ဆိုပါတယ်အစိုးရပိတ်သိမ်းမှုကိုအဆုံးသတ်ဖို့စီနိတ်လွှတ်တော်မှာအပေးယူလုပ်ဖို့လိုအပ်နေပါတယ်ဒီမိုကရက်တစ်ကတော့ရဆိုင်တော့မဲ့ကျမ်းမာရေးအာမခံထောက်ပံ့ကြီးတွေကိုတတ်တန်းတိုးဖို့တိုက်တွန်းနေကြပြီး ရှင်မတိုးနိုင်ဖြစ်နေတာကိုကြော်ဖြတ်ဖို့ကြိုးစားနေပါတယ် Republican တွေကတော့ဒီအထစ်အဓိကကြတဲ့ရှော့ပတ်မှုတွေမလုပ်သေးပါဘူး All we need to end the craziness ဒီအစိုးရပိတ်သိမ်းထားတဲ့ယူသမှုတွေကိုရပ်ဖို့ လေချောင်းထိချုပ်ရေးဝန်ထမ်းတွေ TSC လေစိတ်လုံခြုံရေးတွေလေယာဉ်မှုတွေကိုလစာပေးဖို့လိုအပ်နေတဲ့ American ပြည်သူတွေကိုစာနယ်ရိက္ခာထောက်ပံ့ခြင်းတွေဆက်ပြီးထုတ်ပေးနိုင်မှုအတွက်အစိုးရကိုပြန်ဖွင့်နိုင်ဖို့စင်ကြင်ညာရှိတဲ့ဒီမိုကရက်၅ယောက်နဲ့အလဲလက်သမားဒီမိုကရက်၃ယောက်က Republican 52ယောက်နဲ့ပူးပေါင်းဖို့ပဲလိုအပ်တယ်လို့ American ဒုတိယသမ္မတကပြောဆိုပါတယ်။ဒီလဆော့ပိုင်းက Trump ဆိုရဖွဲ့ဟာစာနယ်ရိက္ခာအကူအညီတွေကိုဆက်လက်ပေးနိုင်မဲ့ဒေါ်လာဘီလီယံပေါင်းများစွာရှိတဲ့အရေးပေါ်ရန်မုံငွေကိုထုတ်သွင်းဖို့ညှင်းဆဲခဲ့ပြီး ဒီငွေတွေဟာတဘာဝဘေးရန်တွေလိုမျိုးဖြစ်လာနိုင်တဲ့ရေးပေါ်ခြေနေတွေအတွက်လိုအပ်တယ်လို့ပြောခဲ့တာပါဒီမိုကရက်တွေကတော့ဒီလောက်ရဟာတရားမဝင်ဘူးလို့ပြောဆိုထားပြီးထရန့်ကငမ်းမွတ်မှုကိုလက်လက်ဖြစ်သုံးချတယ်လို့ဆွဆွဲခဲ့ကြပါတယ်ခင်ဗျာ ါဇာလေပိုင်းကမူလာတန်းကျောင်းတစ်ကျောင်းရဲ့ကျောင်းဝင်းထဲမှာကုလသမဂ္ဂဒဲရီနဲ့မိုးကာရီပြည့်ရှိနေတော့မှာပဲ။ဒါပေမဲ့မခိုင်မာသေးတဲ့ပြစ်ခတ်ရဲစဲရေးကိုဆက်လက်ထိန်းသိမ်းထားစဉ်မှာခက်ခဲတဲ့ခြေနေတွေကြားကနေတင်ကြားရေးလုပ်ငန်းတွေကိုတဖြည်းဖြည်းပြန်လည်စတင်ဖို့ကြိုးပမ်းနေကြပါလေ။ကျမတို့နှစ်နှစ်လုံးလုံးကျောင်းကိုမလာနိုင်ခဲ့ပေမဲ့အခုတော့စာသင်ခန်းတွေပြန်စနိုင်ပါပြီ။စာသင်ရတာကိုအရန်ကြိုက်ပါလေ။နှစ်နှစ်ကြာပြီးမှစာပြန်သင်ရတာဖြစ်လို့ပိုပြီးတော့ကြိုက်ပါလေ။ဒါပေမဲ့ကျမတို့မှာကျောင်းဆောင်တွေနဲ့ဘောပင်တွေလိုအပ်နေပါတယ်လို့ကျောင်းသူတူကပြောပါတယ်။ နှစ်နှစ်ကြာအစ္စရေးရဲ့တိုက်ခတ်မှုကြောင့်ကလင်းငယ်6သိန်း9သုံးခန့်ဟာပုံမှန်ပညာရေးနဲ့ကင်းကွာခဲ့ရပါတယ်။အပြစ်ခက်ရစဲကြောင့်ကျင်ညာပြီးတဲ့နောက်မှာတော့ကလင်းငယ်6ဦးမှတူဦးခန့်ဟာအခုလိုယာယီစာသင်ခန်းတွေမှာစတင်နိုင်ခဲ့ပါတယ်။ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNRWA ကကြီးကျက်တဲ့ဒီနေရာတွေဟာကလေးတွေအတွက်စာသင်ခန်းအဖြစ်နဲ့နေရာရွှေ့ပြောင်းလာရတဲ့မိသားစုတွေအတွက်ခိုးလုံရအဖြစ်နှမျိုးစလုံးကိုအသုံးပြုနေရပါတယ်။အသက်ကြီးတဲ့ကျောင်းသားတွေလည်းတက္ကသိုလ်ပို့ချချက်တွေကိုတဖြည်းဖြည်းပြန်လာတက်နေကြပါတယ်။ ဂါဇာစီးတီးရှိ LSH တက္ကသိုလ်ဟာဂါဇာကမ်းမြောင်ဒေသမှာပထမဆုံးပြန်ဖွင့်တဲ့တက္ကသိုလ်တွေကတစ်ခုဖြစ်ပြီးဝင်ခွင့်မှတ်ပုံတင်ဖို့စိတ်အားထက်သန်တဲ့ကျောင်းသားတွေနဲ့ဝင်ပေါက်ခမ်းမတွေဟာပြည့်နှက်နေပါတယ်။သူတို့များစုအတွက်ဒါဟာပုံမှန်ပညာသင်ကာလအသစ်တစ်ခုထပ်ပိုးပါတယ်။တက္ကသိုလ်ကိုပြန်လာနိုင်တာပြီးတော့တက္ကသိုလ်ကမပြည့်စည်သေးပဲရှိနေတာကိုမြင်ရတာကကျွန်တော်တို့ပုံမှန်ဘဝကိုပြန်စားဖို့မျှော်လင့်ချက်ကိုပေးနေပါတယ်လို့ကျောင်းသားတို့ကပြောပါတယ်။ စစ်ပွဲမဖြစ်ခင်တုန်းကဂါဇာကမ်းမြောင်ဒေသမှာအစစ်မြေပညာရေးအဖွဲ့အစည်း90နီးပါးရှိခဲ့ပြီးကျောင်းသား2သိန်းကျော်ကိုဝန်ဆောင်မှုပေးခဲ့ပါတယ်။အဲ့ဒီအဖွဲ့အစည်းအများစုဟာပျက်စီးသွားခဲ့ပြီးသူတို့ရဲ့တပ်ခွဲကန့်တွေစာကြည့်တိုက်တွေနဲ့သူတေသနစင်တာတွေဟာလည်းအပျက်စီးတွေဖြစ်ကျန်နေခဲ့ပါတယ်ခင်ဗျာ။